အဲဒါတော့ဒီပွဲအတွက်နောက်ဆုံး live ပေါ့နော်ကျွန်တော်တို့ဒီပေါ့ရာဇာမင်္ဂလာပါနော်မာရီယာမင်္ဂလာပါကုဇောမင်္ဂလာပါနော်ဦးကြည်ဝင်းမင်္ဂလာပါနော်ကဲအားလုံးမင်္ဂလာပါနော်ကျွန်တော်တို့၃ချိန်မှာ၃ထိပ်ပေါ့နော်၃ချိန်မှာ၃ထိပ်၃ချိန်မှာ၃ထိပ်ကိုသူကနောက်ပေါင်း၄နဲ့ပေါ့နော်နောက်ပေါင်း၄နဲ့ထွက်ပထမကဒုတိယကကျွန်တော်တို့လိုက်ရှာ၃ချိန်မှာ၃ထိပ်ဒီမှာနောက်ပေါင်း၄မဟုတ်နော်ဒီမှာကျွန်တော်တို့၃ချိန်မှာ သုံးထိပ်နောက်ပေါင်းလေးမဟုတ်ဘူးသုံးချိန်မှာသုံးထိပ်နောက်ပေါင်းလေးမဟုတ်ဘူးနော်ဒီမှာကျွန်တော်တို့သုံးချိန်မှာသုံးထိပ်နောက်ပေါင်းလေးမဟုတ်ဘူးဒီမှာသုံးချိန်မှာသုံးထိပ်နောက်ပေါင်းလေးအဲနောက်ပေါင်းလေးကလေသူကဒီထိပ်သေးနှလုံးက၄ထိပ်ဒီထိပ်သေးနှလုံး၄ကနောက်ပေါင်းလေးလိုရိုက်တာတနည်းအားဖြင့်ဒီသုံးလုံးကပုံသေးခွန်ပေါ့ဗျာဒီသုံးလုံးပုံသေးခွန်ခွန်ပရေရိုက်တာအဲဒီမှာသူကဒီနှလုံးက၄ပုံသေးဒီကသုံးထိပ်ပုံသေးနော်အဲအဲ့ကျွန်တော်တို့လာခဲ့လိုက်ဒီမှာသုံးထိပ်ကိုနောက်ပေါင်းလေးနဲ့မရိုက်ဘူးနော်ကျွန်တော်အဲ့အဲ့လာခဲ့လာခဲ့လာခဲ့အဲဒီမှာသုံးသုံးထိပ်နောက်ပေါင်းလေးမရိုက်ဘူးနော် အားလုံးမင်္ဂလာပါနော်ကျွန်တော် site ကိုပဲပြလိုက်တော့အဲဒီချိန်မှာ तू က3ထိတ်ကိုနောက်ပေါင်းလေးနဲ့ရိုက်တာအဲ့မှာလဲ तू က3နှလုံးလေးကနောက်ပေါင်းလေးကိုတက်ရိုက်တာနော်အဲ့မှာတနည်းအားဖြင့်ဒီ3လုံးခုံကိုဗရိတ်ခုံပေါ့ဗျာအဲ့မှာ तू ဒီနှလုံးပုံ4ပုံ3ထိတ်ပုံ3နော်ဒီမှာလဲ3ထိတ်ကိုနောက်ပေါင်းလေးနဲ့ရိုက်တယ်အဲ့မှာဒီ3နှလုံးလေးကနောက်ပေါင်းလေးကိုတက်ရိုက်တာနော်အဲ့မှာတနည်းအားဖြင့်ဒီ3လုံးခုံကဗရိတ်ခုံပေါ့ဗျာဒီစနစ်ကမတွေ့လိုက်တာဗျာနော် site ကထွက်ပြီးမှတွေ့ဘာအားမှလုံမရအဲမတက်နိုင်ပါဘူးပေါ့နော်ကိုကန်တရားပါပဲ ထွက်ခင်တွေးလိုက်မယ်ဆိုရင်တော့အမှန်ကန်နေပေါ့ဗျာနော်သုံးချိန်မှာသုံးထိပ်နောက်ပေါင်းလေးအဲ့နောက်ပေါင်းလေးကထိသေးနှလုံးလေးကိုတက်ရတယ်တနည်းအားဖြင့်ဒီသုံးလုံးခွန်က break ခွန်နော်အဲ့လိုရိုက်လိုက်ပြီဆိုရင်အဲ့သုံးထိပ်မှုလို့သုံးအဲ့သုံးထိပ်ကနေသုံးချိန်ရေးလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်ရေးလိုက်တဲ့ဟောဒီ3ည5တက်ကသူကလုံးဝပြန်ကြရတယ်ထွက်ပြီးမှတွေ့တော့နှမျောတာပေါ့ဗျာနော်အဲ့ပြန်ကြရတယ်အဲ့မှာသုံးထိပ်ကသုံးထိပ်မို့လို့သုံးချိန်ကြီးလိုက်တဲ့ကဏ္ဍဟာသုံးထိပ်ကနေသုံးချိန်ကြီးလိုက်တဲ့ကဏ္ဍဟာနောက်ပေါင်းလေးကြောင့်ပြီးဆုံးမှာ လေးဗရိတ်လေးဗရိတ်ခံနေမှာသူကအိုက်ကနပြန်ကြတယ်စနစ်ကမှန်ကန်ပြန်နော်ကျွန်တော်တို့ကစောမတွေ့ရတော့မတက်နိုင်ဘူးလေဒီမှာ၃ချိန်မှ၃ထိပ်နောက်ပေါင်းလေးနော်ဒီနှလုံးထိပ်ဒီနှလုံးလေးကနောက်ပေါင်းလေးတို့တက်ရိုက်တာအဲ့၃ထိပ်ကြောင့်၃ထိပ်ကနေတစ်ချိန်တစ်ချိန်၃ချိန်ရေးလိုက်တဲ့အဲ့6နှစ်6ကတဲ့လုံးဝပြန်ကြရတယ်တဲ့လူနေရာမှာပြန်ကြလဲဆိုတော့နောက်ပေါင်းလေးကြောင့်တဲ့သူ့ဆောင်မှာ၄ဗရိတ်လို့ထောက်မှပြန်ကြရပါလေတဲ့ ဒီမှာလည်း၃ချိန်မှာ၃ထိပ်နောက်ပေါင်းလေးနဲ့ရိုက်တယ်နဲ့၃ကက်မြောက်ရိုက်တယ်။တတိနှလုံးလေးကနောက်ပေါင်းလေးလိုရိုက်ရိုက်ရင်၃ထိပ်ကမဟုတ်လို့၃ထိပ်ကနေတစ်ချိန်နဲ့ချိန်၃ချိန်ရိုက်တဲ့ဒီကနန်းကလည်းလုံးဝပြန်ကြရပါတယ်တဲ့။အဲ့မှာနောက်ပေါင်းလေးကြောင့်လူသောမှာ၄ပြိထောက်မှပြန်ကြရပါတော့နော်။လုံးဝအမှန်ကန်ပြစနစ်ကဒါဖရိန်ကိုယူထားပါတော့နော်။နော်ဒီဖရိန်ကိုလို့ဖရိန်ကိုကြည့်နော်။ဒီကောင်ကအဲလှုပ်လှုပ်တဲ့၃ချိန်မှာ၃ထိပ်နောက်ပေါင်းလေးအဲ့နောက်ပေါင်းလေးကတတိနှလုံးလေးကတက်ရိုက်တာ။တနည်းအားဖြင့်ဒီသုံးလုံးခုံကဗရိတ်ခုံလိုရိုက်တာနော်။အဲ့၃ထိပ်မဟုတ်လို့၃ထိပ်ကနေ၃ချိန်ရိုက်တဲ့ကနန်းကနောက်ပေါင်းလေးကြောင့်၄ပြိ၄ပြိခံမှသူကဒီသောမှာပြန်ကြရတာ။ နော်ဒီတိမ်ဒီချမှတ်တာအဲဒီမှာ၃ထိန်နောက်ပေါင်းလေးဒီနှလုံးလေးကနောက်ပေါင်းလေးကိုတက်ရိုက်တာဒီနေ့ကပဲဒီသုံးလုံးခုံကဘရိတ်ခုံမယ်အဲ၃ထိန်မို့လို့အဲ၃ထိန်ကနေ၃ကြိမ်ရိုက်တဲ့ဒီကနေ့ဟာနောက်ပေါင်းလေးကြောင့်၄ဘရိတ်ထောက်မှသူကပြန်ကျရတာနော်ဒီမှာ၃ထိန်နောက်ပေါင်းလေးဒီနှလုံးလေးကနောက်ပေါင်းလေးကိုတက်ရိုက်တယ်ဒီသုံးလုံးခုံကဘရိတ်ခုံမယ်နော်အဲမှာ၃ထိန်ကြောင့်၃ထိန်ကနေ၃ကြိမ်ရိုက်တဲ့ဒီကနေ့ဟာပြန်ကျရတယ်ဘယ်လိုနေပြန်နောက်ပေါင်းလေးကြောင့်၄ဘရိတ်သူသောမှထောက်မှပြန်ကျရတာနော်လုံးဝအမှန်ကန်ဖရိန်ကတော့လုံးဝ good ပေါ့ဒါကတော့ဆက်ဆက်ပြီးရှာပေါ့နော်ဖရိန်ကောင်းတစ်ခုတွေ့ရင်ကိုအတွေးကောင်းတာနဲ့ တခြားတဲ့ပိုသိမ်းသွားနိုင်တယ်နော်ဒီထဲမှာယူဆချက်က၃မျိုးရှိတယ်ဗောနော်၃မျိုးရှိတယ်ကျွန်တော်မြင်တော့ဗောနော်ကျွန်တော်မြင်တော့၃မျိုးကိုကျွန်တော်ပြောပြပေးသွားမယ်ကြတဲ့လူကသုံးမကြတဲ့လူကမသုံးနဲ့နော်ဟုတ်ပြီပထမတစ်ချက်ကပါလဲဆိုတော့အဲ့ဒီလူ၃ထိပ်ကနေ၃ချီကြည့်လိုက်တဲ့ကနေကနောက်ပေါင်း၄ကြောင့်သူတောင်းမှာ၄ break ထခိုင်မှာပြန်ကြရတယ်ပြန်ကြပြီဆိုရင်အဲ့ဒီ၄ဘရိတ်ကနေတော့ကျွန်တော်တို့ဘေးတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ဆင်းလိုက်ရင်ဒီမှာထွက်တဲ့ကဏ္ဍကိုပထမဆုံးယူဆကြည့်မယ် ဒီမှာကျွန်တော်သုံးထိပ်နှောင်းလေးသုံးထိပ်ကနေသုံးကြည့်လိုက်တဲ့ခဏဟာနော်နှောင်းလေးကြောင့်သူ့တောင်းမှာလေးပလေးထောက်မှာပြန်ကြပြန်ကြပြီးတော့လေးပလေးကနေဘေးလေးချိန်မှာထွက်မယ်ဒီခဏကိုကျွန်တော်ယူဆကြည့်အောင်နော်ဒီမှာသုံးထိပ်နှောင်းလေးသုံးထိပ်ကနေသုံးကြည့်လိုက်တဲ့ခဏကနှောင်းလေးကြောင့်သူ့တောင်းမှာလေးပလေးထောက်မှာပြန်ကြအဲ့ဒါဆိုလေးပလေးကနေဘေးချိန်နေသုံးကြည့်လေးချိန်အခုပွဲကိုလေးပလေးကနေဘေးလေးချိန်ကိုကျွန်တော်တို့စဉ်းစားကြည့်အောင်နော်ပထမတစ်ချက်အဲ့မှာသူကလုံနေတာတော့ယူရှင်းရှင်းပေါ့နော်အခုလေးပလေးရဲ့ဘေးလေးချိန်နော်လေးပလေးခံမှာဒီခဏကပြန်ကြရဲအဲ့မှုလေးပလေးရဲ့ဘေးလေးချိန်မှာထွက်တဲ့ခဏက သူကဘယ်လိုလုပ်နေလဲဆိုတော့ဒီအခွားကိုနော်ဒီရှစ်ခုံဆိုတဲ့အခွားကိုသူအတွဲလိုက်ပြုတ်တာနော်အတွဲလိုက်ပြုတ်တယ်အဲ့မှာသူကဗရိန်ငါးပုံတင်နေပြုတ်တာနော်ဗရိန်ငါးပုံတင်နေပြုတ်တယ်အဲ့လိုမျိုးပြုတ်မလားဒီမှာသူကဗရိန်ငါးပုံတင်ယူရင်ကျွန်တော်တို့ကဒီမှာဈောင်းမှာဗရိန်ငါးရှိတယ်နော်အဆင်ပြေတယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာကျွန်တော်တို့၄ဘိတ်ခံပြီးဒီကနန်းပြန်ကြလို့၄ဘိတ်မှာခွာခဲ့တယ်နှစ်နှစ်ခွာကဒီမှာသူကနှစ်နှစ်ကိုအတွဲလိုက်ပြုတ်ပြုတ်တယ်မှာ၅ဘိတ်ပုံတင်နေရိုက်မှာအဲ့သူဈောင်းမှာလည်းသူက၅ဘိတ်ကရှိတယ်နော် ။အဲဆိုရင်ကျွန်တော်တို့ကအခု၄ဘီဒီကနန်းပြန်ကြလို့၄ဘီကနေဘေးလေးချိန်မှာထွက်တဲ့ကနန်းကဒီ60နှစ်ခွာကိုအတွဲလိုက်ပြုတ်မလား။ဒါမှဘရိငါးပုံတင်နဲ့ချက်မလား။ဒါမှမဟုတ်ဇောင်းဘရိကိုထိုးမလား။ဒီမှာတော့ငါးဘရိမဟုတ်တော့ခွန်ဘရိဖြစ်နေပြီ။နော်ဒါတော့ကိုယ့်အကူယူဆကြည့်ပေါ့။အဲဆိုကျွန်တော်6နှစ်တွဲကိုအဲ6နှစ်တွဲကိုကျွန်တော်တို့ကအဲငါးဘရိနဲ့ထွက်မယ်ဆိုရင်အဲ6နှစ်ခွန်ပေါ့နော်။6နှစ်ခွန်။6နှစ်ခွန်အာဒါကြလို့ခွန်ဘရိကိုဇောင်းထိုးမယ်ဆိုရင်တော့6နှစ်9အာပေါ့။အဲဒါပထမယူဆချက်ပေါ့နော်။ဒီကြားထဲမှာဒီယူဆချက်လေးနဲ့ကိုနီးနဲ့တိုက်ဆိုင်ရင်သုံးပေါ့နော်။ဒါပထမယူဆချက် ဲ့မှာကျွန်တော်က6နှစ်ခုံကိုကြက်တယ်ဘာလို့ကြက်လဲဆိုတော့ तू ကဒီ6ခုံတွဲကိုဒီမှာ6ခုံတွဲပြုတ်တယ်အဲ့မှာ तू ကဒီနောက်ထောင်သုံးလုံးနှစ်ကနောက်ထောင်သုံးလုံးနှစ်လို့ပဲဝင်တယ်အဲ့တော့ရှင်းနောက်ပိတ်နဲ့ကျွန်တော်တို့ကပရင်ငါရရပါဘူးနော်အဲ့မှာသူကဒီနှစ်နှစ်တွဲကဘေးလေးချင်မှနှစ်နှစ်တွဲလို့ပြုတ်တော့သူကဒီဇောင်းပရိတ်ကလည်းငါးပရိတ်ဆိုအဆင်ပြေတာပေါ့နော်အဲ့ဒီမှာသူကနောက်ထောင်သုံးလုံးခွန်ကနောက်ထောင်သုံးလုံးခွန်လို့ပဲသူထောင်သွားတယ်တော့တင်းနောက်ပိတ်နဲ့ပရိငါးဆိုရင်ဒီကောင်ကကိုက်တယ်နော်အဲ့တော့ဒီ6နှစ်တွဲကိုဒီမှာပြုတ်တဲ့အချိန်မှာကျွန်တော်နောက်ထောင်သုံးလုံးဒီကျွန်တော်တက်တက်ဆိုတော့ကျွန်တော်တို့ကဒီမှာနောက်ထောင်သုံးလုံးတက်ဖြစ်အောင်ကျွန်တော်ကခွန်နောက်ပိတ်ထည့်တယ် ဲ့ဒါဆိုကျွန်တော်တို့ကဗရိတ်ငါးပုံတည်နဲ့6နှစ်ခွန်2 6ဒီကောင်ကပုံမိုက်မယ်နော်6နှစ်ခွန်2 6ອະဒီကောင်ကဗရိတ်ငါးပုံကိုက်မယ်ဗောနော်ဒီဇောင်းပလိတ်ထိုးတာထက်ဆိုင်ဗရိတ်ငါးပုံတည်ယူလိုက်တာပို့ပြီးအဆင်ပြေတယ်နော်ဒါပထမယူစားချက်ဗောနော်ဒါမှမဟုတ်ကျွန်တော်တို့ကအကျဉ်းကိုက်ဗောနော်ဒီကနေတော့ကျွန်တော်တို့ဒီဒီမှာလည်းသူကအကျဉ်းကိုက်စနစ်တည်တာဗောနော်အဲ့တော့ကျွန်တော်တို့အကျဉ်း20မှာကသူကအကျဉ်း20ကိုစဉ်းစားကြည့်အောင်အကျဉ်းကိုက်နေနော်ဒီမှာလည်းအကျဉ်း20ကိုကျွန်တော်တို့စဉ်းစားကြည့်အောင် အကျင်းနဲ့ဆင်းမှာကြတော့သူကအုံညာထိပ်စီတဲ့အုံညာထိပ်စီပုံသေးနဲ့ထွက်တာနော်အုံညာထိပ်စီပုံသေးအဲ့မှာသူကအုံညာထိပ်စီဝင်တဲ့ချိန်မှာဒီခါးနှလုံးကလည်းတုံညာနော်အဲ့မှာနှစ်ဦးမှထွက်တဲ့ဂွာသုံးကနောက်ပေါင်းသုံးနဲ့သူကဒီကွက်ထဲလိုက်တာအုံညာရှင်ကပြီးလို့ရှိရင်သူကဒီမှာလဲသူကအကျင်းနဲ့ဆင်းမှာကအုံညာထိပ်စီပုံသေးပဲဒီအုံညာထိပ်စီကြောင့်ခါးနှလုံးတုံညာအဲ့ချိန်မှာသူကနှစ်ဦးဂွာရှစ်ကိုသူကနောက်ပေါင်းရှစ်နဲ့ဒီကွက်ထဲလိုက်တယ်အဲ့လိုလိုက်မယ်ဆိုရင်အချိန်ကြီးစနစ်နဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာတုံညာထိပ်ဝင်ရမှာနော် တုံညာထိပ်ဝင်ရမှာဆိုတော့ကျွန်တော်တို့ကဒီတုံညာထိပ်ဝင်ဒီနှလုံးကလည်းတုံညာဆိုတော့ကျွန်တော်တို့တိတ်ခါဝင်ရမှာအဲ့မှာဒီကဒီမှာနှစ်ဦးကွာ6ကနောက်ပေါင်း6ဆိုရင်ဒါကျွန်တော်တို့တုံညာတင်ကဒါနောက်ပေါင်း6ဖမ်းထားတဲ့စနစ်လေးရှိရယ်နော်တုံညာတင်ကဒါတော့ तू ကတော့ဒဲတစ်ခွက်ထဲပေးသွားမလားပေါ့နော်ပထမတစ်ချက်ကကျွန်တော်တို့9ပြိတ်ပုံတင်နေဒီ၄ပြိတ်မှာထောက်တဲ့၄ပြိတ်က6နှစ်ခွာ6နှစ်ခွာလို့ယူရနော်အဲ့မှာ9300လို့9300လို့ထည့်လိုက်ရင်6နှစ်ခွန်2 6ခွန်ကကိုက်တယ်နော်အဲ့တော့ကျွန်တော်ဒီကျွန်တော်ကြိုက်တဲ့ဟာ3ခွက်ပေါ့နော်အဲ6နှစ်ခွန် နှစ်6ခွန်ဒါဒီကောင်တွေကဒီ site တွေကတော်တော်မီးရနှစ်6ခွန်တမားတွေတော်တော်များတယ်เนาะမီးတဲ့လူတွေပုံများတင်ကအမှုဒီတင်လေးနဲ့ဒီမှာလာတွေ့နေရမှာလို့เนาะနောက်တစ်ချက်ကကျွန်တော်ကဘယ်မှာနောက်ဆုံးတစ်ချက်ပေါ့เนาะနောက်ဆုံးတစ်ချက်ကကျွန်တော်ဘယ်ဟာကိုစဉ်းစားလဲဆိုတော့ဒီနောက်ပေါင်းလေးကြောင့်เนาะလေးပိတ်ထောက်မှဒီသုံးထိပ်ကနေသုံးချိန်ရလိုက်တဲ့ကနေကပြန်ကြောက်လို့ဒီလေးနဲ့ပတ်သက်ပြီးကျွန်တော်လှုပ်လှုပ်ရှင်တာနောက်ပေါင်းလေးကြောင့်ကျွန်တော်အဲ့ဒီတည်းမှာပထမဆုံးထွက်တဲ့လေးထိပ်ကိုကျွန်တော် လိုက်ရှာကျင်တာနော်ဒီမှာ၄ထိပ်ပထမအောင်ထွက်တဲ့၄ထိပ်အဲ့ပထမအောင်၄ထိပ်ထွက်လာရင် तू ကသူ့ပါဝါနောက်ပေါင်း9နဲ့ထွက်နေလားအဲ့ဒါကိုစဉ်းစားလိုက်နော်အဲ့ကောင်ကျွန်တော်ကြိုက်ဘူးဘယ်ကြာဒီစနစ်က member ကလေးထည့်လိုက်တာနော်ပါဝတီကထည့်လိုက်တာအထူးအသီးကတော့ပြန်ကြပါနော်အဲ့မှာကြူကြီးနောက်ပေါင်း၄ကြောင်း၃ထိပ်ကနေ၃ထိပ်ကြီးလိုက်တဲ့ကနေဟာ၄ပြိထောက်ပြန်ကြလို့အဲ့ဒီထိပ်မှာကျွန်တော်ပထမအောင်၄ထိပ်ဒီပထမအောင်ထွက်တဲ့၄ထိပ်အဲ့၄ထိပ်ကိုစထွက်ရင် तू ကသူ့ပါဝါနောက်ပေါင်း9နဲ့ပြအဲ့ဒါကိုစဉ်းစားတာနော် ဲ့ဆိုကျွန်တော်တို့ကအခုချိန်ကဒီနောက်ပေါင်းလေးကြောင့်၄ဘိတ်ထောက်ပြီးတော့မှသုံးထိတ်ကနေသုံးချိန်ရေးလိုက်တဲ့ကနေပြန်ကျသွားပြီဆိုတော့ကျွန်တော်တို့ကဒီချင်းထဲမှာ၄ထိတ်ကလုံးဝမလာသေးဘူးနော်အခုဘက်မှာလာလို့ရတယ်ပဲနော်အေးမင်းပေးစုံနဲ့ပြေးပါသေးခင်ဗျာနော်ကျေးဇူးပါဗျအဲ့လိုဆူတောင်းပေးလို့နော်ဘာကြောင့်သူကဒီမှာထွက်လို့ရလဲဆိုတော့ဒီမှာသူ့ဘုံမှာသူက6ခွရှိတာအဲ့6ခွကလေသူဈောင်းမှာသူက၄ခါပုံတိရှိတယ်နော်၄ခါပုံတိရှိအဲ့၄ခါရဲ့ဈောင်းမှာ 6ခွာရမှာအဲ6ခွာရရင်တိုင်းမှာလေ၄နောက်ပိတ်ရှိရမှာတနည်းအားဖြင့်ဒီနှလုံးကပုံသေးရှိတယ်နော်ပြီးလို့ရှိရင် तू ကဒီမှာက तू အောက်မှာက तू က၈ထိပ်ရှိရမှာနော်၈ထိပ်ရှိအဲ၄ထိပ်ကြတော့မယ်ဆိုရင်ပြောနော်ဒီမှာ၄ထိပ်ကြတော့မယ်သူ့ပုံမှာ6ခွာရှိရမယ်အဲ6ခွာက तू ဆောင်းမှာ၄ခါပြီးတော့9ခါရဆောင်းမှာရှိရမယ်အဲ6ခွာရရင်တိုင်းမှာလေအဲ तू က၄နောက်ပိတ်ပြီးတော့3နောက်ပိတ်ရှိရမယ်တနည်းအားဖြင့်ဒီနှလုံးကပုံသေးရှိတယ်ပြီးလို့ရှိရင်သူအဲ့၄ထိပ်ရရင်တိုင်းမှာလေ၈ထိပ်ပြီးတော့၉ထိပ်လို့ရှိနေရမှာပုံသေးနော်ဒီတတိယယူဆချက်ကိုကျွန်တော်ကြိုက်တယ် ဲဆိုကျွန်တော်ကလေးထိပ်ကဒီနေထဲမှာလုံးဝမထွက်လာသေးဘူးမထွက်လာသေးဘူးဆိုတော့တကယ်လို့ဒီမှာလေးထိပ်ထွက်မယ်ဆိုရင်ထွက်လို့ရဘာကြောင့်သူ့မှာ6ခွရှိတယ်အဲ6ခွကလည်း4ခါ5ခါပြီးတော့6ခါရဲ့ဇောင်းမှာထွက်တာအဲ6ခါရဲ့ရင်ဆိုင်မှာလည်း4နောက်ပိတ်3နောက်ပိတ်ပြီးတော့2နောက်ပိတ်နဲ့ဒီနှလုံးကပုံသေး၈တို့ထောက်ထားတာအဲမှာလည်းသူကဒီသူ့ရဲ့ရင်ဆိုင်မှာလည်း၈ထိပ်9ထိပ်ပြီးတော့3ရထိပ်လို့သူကပုံသေးထည့်ထားတာဖရိန်ကိုလုံးဝအခိုင်မှတည်ထားတာအဲ့မှဒီဘွားမှာသူကလေးထိပ်ဆက်ကြပါလို့ရတယ်အဲ့ဒီခုနပြောသလိုလေးထိပ်ကြရင်နောက်ပေါင်း9နဲ့သူ့ပါပါနောက်ပေါင်း9နဲ့ဆိုနော်အဲ့စနစ်ကိုကျွန်တော်ကြိုက် ဘာလို့ဒီပထမ6ခွာမှာ तू မဖြစ်ခဲ့ဘူးနော်ပထမ6ခွာမှာဘာကြောင့်တော့ဒီမှာ6ခွာလည်းမရှိဘူးနော်6ခွာနဲ့ဒီနှလုံးနှစ်မဖြစ်ဘူးဒီမှာလည်း तू ကအုံများထိတ်မရှိဘူးနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာက၄ထိတ်စကြလို့ရပြီဒီမှာ frame ကတော့ तू ကခိုင်မာနေပြီနော်6ခွာရဲ့၄ခွာအောင်မှာ၄ထိတ်၄နောက်ပိတ်လိုက်တယ် तू ကမှ၈ထိတ်ဝင်တယ်နော်အဲ့သူ့ပုံမှာလည်း6ခွာထည့်အဲ့6ခွာလို့အဲ့လို frame ခွေလာမှ तू က၄ထိတ်ကြီးကဒီမှာစကြရတာပါစကြရင်လည်း तू ပါပါနောက်ပေါင်း9နဲ့စကြရတာပါတဲ့နော်အဲ့မှာ तू ၈ထိတ်ကြီးကိုဒီသုံးလုံးရှင်းသွားမယ်ဆိုရင်တော့ လေးနှစ်ခုတပေါက်ပေါ့ဗျာဒီမှာလည်းသူကဒီတိုင်းပဲဗျာနော်လေး၅ခါ၆ခါပြီးတော့၅ခါသူကမှလေးနောက်ပဲပြေ၃နောက်ပဲဒီနှလုံးကပုံစံရှိတာပဲတွေ့ရင်လည်း၆ခါလိုက်တယ်သူကမှလည်းသူကဒီမှာရှိထိပ်ပြီးတော့၉ထိပ်ခံထားတယ်နော်အဲ့မှာသူကလေးထိပ်ကိုအဲလေးထိပ်ကိုပုံစံလိုက်လို့ရတယ်လိုက်ရင်သူ့ဘာကနောက်ပေါင်း၉နဲ့နော်နောက်ပေါင်း၉နဲ့ဆိုဒီ၉ဟာကိုဒီ၃လုံး၉လို့ထည့်သွားမယ်ဆိုရင်တော့၄၈တပေါက်သေးပေါ့နော်ကျွန်တော်ဒီဘက်၄၈ကြိုက်နေတယ်ဒီမှာလည်းသူက ၄ခါ၅ခါ၆ခါ၅ခါပြီးတော့သူက၄ခါ၅ခါပြီးတော့၆ခါပေါ့နော်၆ခါရအောင်မှာသူကအဲနှစ်နောက်ပိတ်လိုက်တာနော်သူရဲ့ရင်ထဲမှာသူက၆ခါထွက်သွားပြီဒီမှာလည်း၈ထိတ်၉ထိတ်ပြီးတော့၃ညထိတ်နော်အဲ့ရင်ထဲမှာ၄ထိတ်စကြလို့ရတယ်နော်၄ထိတ်စကြ၄ထိတ်စကြရင်သူစနေရတော့နောက်ပေါင်း၉နဲ့ပဲလာမှာနောက်ပေါင်း၉နဲ့လာမှာနော်အဲ့မှာသူကဒီ၃ညထိတ်ကိုကားသုံးလုံး၃ညမယ်ဆိုရင်တော့၄ထိတ်၈ပေါ့ဗျာ၄ထိတ်၈ပေါ့ဒါပေမဲ့ကျွန်တော်တို့က၄ထိတ်နောက်ပေါင်း၉လို့အဲ၄ထိတ်နောက်ပေါင်း၉လို့ယူလိုက်တာတော့ဟုတ်အဆင်ပြေတယ်နော် နောက်ပေါင်းကူဒါပရိတ်သုံးပေါ့ဗျာဘာကြောင့်ကြကြလဲဆိုတော့ तू အတိုင်းဒီကောင်ကလေးထိစကြနဲ့ပရိတ်သုံးနဲ့လည်းဝင်ရမယ်အဲ့လိုဝင်တဲ့ချိန်မှာ तू ကဒီသူ့ရဲ့ရင်ထဲမှာရှိတဲ့ဟာဒီသုံးပရိတ်ကြောင့်ပရိတ်သုံးကူကလည်း1 9 3ဆိုပြီးမှပရိတ်သုံးကူကလည်း3လို့ကိုက်နေရမှာနော်3လို့ကိုက်နေရမှာဒီမှာကလေးထိစကြရင် तू ပါပါနောက်ပေါင်းကူနဲ့အဲ့သူ့ရဲ့ရင်ထဲမှာရှိတဲ့ဒီမှာ6ပရိတ်ကြောင့်ပရိတ်သုံးကူကလည်း9 4 3ဆိုပြီးမှ6လို့ကိုက်နေရမှာနော်ဒီမှာကျွန်တော်တို့ကလေးထိကိုကျွန်တော်တို့ကရမ်းယူလိုက်ပြီနောက်ပေါင်းသူ့ပါပါနောက်ပေါင်း9နဲ့ယူလိုက်အဲ့ဒါကျွန်တော်တို့3ပရိတ်ဝင်ရအောင် သုံးပရိတ်ဝင်တွေ့ကျင်တယ်မှာရှိတာကကျွန်တော်တို့ကရှစ်ပရိတ်အရှစ်ပရိတ်ကိုပရိတ်သုံးခုရှစ်ဖြစ်လာလေးပရိတ်၁ပရိတ်ရှိတော့သုံးပရိတ်ဝင်လာရင်လေရှစ်လို့ကိုက်နေတာနော်အဲ့မှာကျွန်တော်ဒီကောင်ကိုကျွန်တော်လေးထိတ်နောက်ပေါင်းကိုအကွက်ပြည့်ပဲနော်ဆယ်ကွက်တိုက်အဲ့ထက်မှာကျွန်တော်ကြိုက်တဲ့ဟာကိုယူပြီးတော့မှအဲမမကလည်းကျွန်တော်ထည့်လိုက်တယ်ပေါ့ဗျာဒါမှဆယ်ကွက်လုံးတော့ပါသွားတယ်ပေါ့အရန်ဝထိုးတဲ့လူရောဆိုရင်ဆယ်ကွက်လုံးပါမယ်ပေါ့နော်အဲထိုးဝဒီနဲ့ပါဝဒီနှစ်ကွက်ပဲနှစ်မျိုးပဲထိုးတဲ့လူကတော့မဟိုရွေးရဲထဲပါသွားတာပေါ့နော်အဲ့ထက်မှာကျွန်တော်ကြိုက်တာကဘာကြိုက်လဲဆိုလေးထိတ်နောက်ပေါင်းကိုလဲမှာကျွန်တော်က၄တိရှိ အဲ၄ရှိတယ်ဒါပေါ့မန်ပါပါဝတိပဲနော်အဲ၄နှစ်ခွန်အဲ၄ခွန်နှစ်နော်ဒီ၄ခွက်တဲ့ကိုကျွန်တော်ကြိုက်တာ၄ထိတ်နောက်ပေါင်းကူးတဲ့နော်ဘာလို့လဲ၄ထိတ်ကြဖို့ကသူ့ရဲ့အထောက်တွေကခိုင်မာနေရတယ်နော်ပြီးလို့ရှိရင်သူကဒီမှာအထောက်တွေခိုင်မာတဲ့ပြင်ကိုရင်းနိုင်မှာရှိရဲ့ဗရိတ်၃ကြောင်ဗရိတ်၃ခု၃ထူလဲကြိုက်သွားတာပဲနော်ဒီမှာလည်းအထောက်တွေခိုင်မာတယ်ဂျီသူ့ရဲ့ရင်းနိုင်မှာရှိတဲ့၆ဗရိတ်ကြောင်ဗရိတ်၃ခုကို၆လူလဲကြိုက်တယ်နော်ဒီမှာလည်းကျွန်တော်အထောက်တွေကလည်းခိုင်မာ၆ခု၆ခွာလဲကြာလာပြီနော်အဲ့မှာသူ့ရဲ့ရင်းနိုင်မှာရှိတဲ့၈ဗရိတ်ကြောင်ဗရိတ်၃ခုကို၈မယ်ဆိုရင်လဲ၄၁၃ဆိုတော့အဖက်ဖက်ကနေကြိုက်ရင် အမှဒီဘက်မှာလေးထိပ်ဆက်ကြမယ်ဆိုတော့ယူဆောက်ကိုအဲဒီကောင်ကျွန်တော်ကြိုက်တာဗောနော်ဒီတတိယယူဆက်ချက်ကိုကြိုက်တယ်အဲ့မှာကျွန်တော်လေးတိရှိလေးရှိတိကိုပူကြိုက်တယ်ဘာကြောင့်ကြိုက်လဲဆိုတော့အဲ့မှာကျွန်တော်ဒီ9ခွန်ခွန်လို့ထောင်းမယ်နော်သူကတော့ဒါ6 9ခွန်ခွန်လည်းယူလို့ရတယ်အဲ့ငါးနောက်ဘက်ကနေတော့ဘေးတစ်ချိန်နဲ့ချိန်သုံးချိန်လေးချိန်တက်လာရင်သူလေးရှိတိလိုက်ခဲ့ရင်နော်9ခွန်ခွန်ဆောင်လေးရှိတိလို့အချိန်ကြိုက်လိုက်ခဲ့ရင်အဲ့လေးရှိကနောက်နှင်းမှာသူကလိုက်ထွက်တာဘလူနေရာမှာထွက်တာတော့ငါကူကူလို့ခါတုံးလုံးထောင်းတယ် ရေးတိုင်းမှာငါကူကူကလည်းတုံးပဲလीနော်အဲ့ငါကူထောင်လာနှစ်ကပ်ပဲရှိရအဲ့လေးရှိတဲ့လိုက်ပို့ပါလေသူကအဲ့လိုမျိုးဒီမှာလိုက်ပို့လို့ရအဲ့လိုပို့လိုက်မယ်ဆိုရင် तू ကသူ့ဘေးသုံးချိန်မှာ၄သုံးချိန်ကပုံတိထောက်ထားရမယ်သူ့ရဲ့ဘေးငါးချိန်မှာလည်း၆သုံး၆ကပုံတိထောက်ထားရမယ်နော်ဒီငါကူကူလည်းထောင်ထားရမယ်၆၆ဆေးကလည်းအချိန်ကိုင်းမှာရှိရမယ်သုံးလေးချိန်ကလည်းအချိန်ကိုင်းမှာရှိရမယ်ဒီစုံချက်တွေမှာဒီငါးခုခုထောင်ပြီးဘေးငါးဘေးလေးချိန်မှာထွက်တဲ့၄ချိန်တိကိုဒီမှာလိုက်ပို့တယ်လို့ကျွန်တော်ယူဆတာနှစ်ကပ်စီးနေပေါ့နော်ဒီမှာလေသူကဒီပုံမှာလေ66ရှိရပါတော့6900ယူလို့ရတာပေါ့ဒါ900ပဲပြောပါ900 ငါခုံရဲ့ဘေးဒီချင်းဒီချင်းသုံးချင်းလေးချင်းမှာသူကလေးရှိတဲ့ထွက်ပြီထွက်ပြီးတော့အဲ့ကနာဒီနေ့ကိုလိုက်ပို့ဖို့များသွားပြီအဲ့မှာလေသူကလိုက်ပို့ဖို့အတွက်ကသူကငါကိုကိုကလေဒုတိယမြောက်ထောင်ထားပေးတယ်ငါကိုကိုထောင်တာနှစ်ကပ်ပဲရှိတယ်နော်အဲ့ဒီသူ့ရဲ့ရင်နဲ့တစ်နှစ်ကျော်မှာသူကဒီမှာပို့လို့ရတယ်အဲ့လိုပို့လို့ရတဲ့သူဘေးငါးချီမှာလေသူက660ရာပုံစံရှိနေတာအဲ့သူသူဘေးသူ့အောက်ဘေးသုံးချီမှာလေရှိ400ရာပုံစံထောက်ထားတာနော်ကိုခုံရှိကဟိုကလေပြီးခဲ့ပါ696ထွက်တာလေနော် ဒီမှာ9000ထောင်နဲ့ဘေးလေးချိန်မှာတော့48ထဲလိုက်တယ်လဲလိုက်ရင်အဲ့48ကိုနှစ်ကိုလိုက်ထွက်တယ်လူနေရာမှာထွက်တာက9000ကိုပထမ9000ကိုထောင်နေချိန်တိုင်းတစ်နှစ်ကျော်သူ့ရဲ့သူ့ရဲ့အောက်ဘေးသုံးချိန်မှာလည်း4300ပတ်လိုက်ပုံစံရှိရမယ်သူ့ရဲ့ဘေးအပေါ်9ချိန်မှာလည်း660ပုံစံရှိရမယ်ဒီဖိနီစုံချက်မှာနော်ဒီဖိနီစုံချက်မှာကျွန်တော်တို့48ကိုဒုတိယမြောက်အဲနောက်နှစ်ကိုလိုက်ရွှေ့သွားလို့ရတယ်နော်အခုဒီမှာလည်းသူကဖရိန်ကခင်းလာတာပဲ9000ထောင်နဲ့သူ့ဘေးလေးချိန်မှာ48ထဲထွက်တယ်ထွက်ရင်ဒီကနေ့ကလိုက်ဖို့အကောင်းတယ်ဘေးသုံးလည်းမကြလာသေးဘူးနော် အဲ့မှာဆိုကျွန်တော်တို့ခုနကကျွန်တော်တို့ပြောခဲ့တဲ့လေးထိတ်နောက်ပေါင်းကူးလဲမှာဒီနှစ်ကွက်ကိုကြိုက်တယ်ဆိုအဲ့ဒါဒီနှစ်ကစီနဲ့ပြောတာနော်အဲ့ဒီမှာကျွန်တော်တို့ကငါးကိုကိုကလေဒုတိယနောက်ဒီမှာပဲထောင်းတယ်အဲ့ထောင်းနေခြင်းလိုက်တစ်နှစ်ကျော်မှာအဲ့လေးရှစ်တက်ကိုရွှေ့သွားလို့ရတယ်အဲ့ဒီရွှေ့ဖို့တည်းသူ့အဘေးအောက်သုံးကြီးမှာလေ၄သုံးရှစ်ပဲလေပုံတိရှိရယ်သူ့ရဲ့အပေါ်ဘေးဘေးဘေးငါးကြီးမှာလေ၆သုံးရ၆ပုံတိရှိတယ်နော်ဒီဖရိနီဒီခါထောင်းနေစုံချက်မှာခုနကငါးခုခုထောင်းဒီလေးကြီးမှာထွက်တဲ့လေးရှစ်တက်ကိုလုံးဝလိုက်ထွက်သွားလို့ရတယ်နော်အမှုအဲနှစ်ခုနှစ်ခုဝမ်းကြီးမပါမပြီးဘူးတဲ့ ါတော့စနစ်ရလိုက်ပြောတာပါဗျာဘယ်သူမှအပိုင်မသိပါဘူးနော်အဲ့တော့နှစ်ခုံကြိုက်ရင်တော့လေးနှစ်ခုံလေးခုံနဲ့ထိုးပေါ့ဒီနှစ်ကွက်ထိုးပေါ့ကျွန်တော်တော့ကြိုက်တယ်ဟိုကီးကြီးမှအများကြီးကျွန်တော်ရှိမှာနော်နှစ်ခုံကြိုက်ရင်ကိုတစ်တုံးနဲ့ကတ်လိုက်တယ်နော်ကိုတစ်တုံးကီးနဲ့ကတ်လိုက်အမ်ကိုတစ်တုံးကီးနဲ့ဒီကောင်လည်းတော့၆၆မှန်နေရအကျိန်၄၀ကျော်နေနော်ကျွန်တော်ကလင်နာကီးထုတ်ပေးတာ၄၅၆အမ်၄၅၆ကီး၁၂နှစ်မြောက်အမ်၄၅၆ကီးကိုတစ်တုံးကီးမြန်မာနှစ်ခုံကြိုက်ရင်နှစ်ခုံကီးကို ကတ်လိုက်တော့တလုံးမှမတူဘူးဒါလည်းစနေနေ့မြောက်ကြီး၄6ကလည်းကလင်နာထုတ်ပေးထားတာဒါကြတော့လက်တွေ့မှုထိုင်းကြီးအကျင့်ကြီးတဲ့ကြုံနေပေါ့နော်နှစ်ခုလေးမွေးထုံးနေကိုဘဲမှာကောင်းနေဗျာ၄နှစ်ခုလေးခုနေလို့ချဗျာမွေးထုံးနေဒီနှစ်ကွက်ကိုတင်ချဘာလို့ frame မာလို့ပြောတာနော် frame တော်တော်မာတယ်ဒီမှာထောက်ချက်တွေထောက်ချက်တွေကလုံးဝလှပြီးလို့ရှိရင်ရေနံရှိတဲ့ brake ကြောင့် brake တုံးမှုတုံးမှန်ဆိုရင်လေသူက၄ထိတ်ထားကြရင်နောက်ပေါင်း9နဲ့ဆိုရင်ပထမကတ်မှာတော့၄နှစ်ခုဗျာနော်ဒုတိယကတ်မှာက၄၈ဒါမှသူကဟိုလိုမျိုးရိုးလေးပဲ ၄နှစ်ခွန်၄၈၄၉၀လို့မြန်အဲရိုးရိုးလေးမပေးွားမလားနော်ရိုးရိုးပေးွားရင်လည်းရတာပဲအဲ၄ထိပ်ကိုကြိုက်နေပြီဒီဘွဲမှာဒါကကြိုက်နေ၄ထိပ်တင်နေကျွန်တော်မမကတ်တွေထုတ်ထားတာနော်၄ထိပ်တင်နေကျွန်တော်က၄ကိုတလုံးပိုင်းကြိုက်နေတာပြန်နော်၄တိတိစိုက်ရှိရဲ့တဲ့၄တိတိရှိတယ်မူတိရှိရဲ့၄တိတိတဲ့တဲ့မူတိရှိရဲ့၄တိတိနော်အဲအဲ့အရာလေးပါနော်ဒါတက်နိုင်တဲ့လူကတော့၄ထိပ်နောက်ပေါင်း90ကျွဲထိုးလိုက်ပေါ့နော်မတက်နိုင်တဲ့လူကတော့ဒီ၄ကျွဲပဲထိုးလိုက်ပေါ့နော်အခုပြပြကျွန်တော်တကွက်၂ကျွက်၃ကျွက်နော်၄ကျွက်၅ကျွက်၆ကျွက်9ကျွက်နော် အလုံးမ73ကွက်ရှိမှာ73ကွက်ပြေးထိုးနိုင်ထိုးပေါ့မထိုးနိုင်လည်းဒီ9ကွက်ထိုးပေါ့မထိုးနိုင်ဘူးဆိုလည်းကိုကြက်တဲ့ကွက်ရွေးထိုးပေါ့နော်ကိုစန္ဒနဲ့ကိုလုတ်ကိုဖြစ်ကိုခံကိုရလည်းကိုစမ်းနော်လေးတတိစိုက်ပြပြီလေတဲ့လေးတတိစိုက်ကအင်းလေးတတိစိုက်ကလေးတတိစိုက်ကခဏလေးနော်လေးတတိ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 အချင်းစစ်ပြေးအဲ့ကောင်ရှစ်ပြိမ့်မှုထင်တာပါ တိတိခဏလေးနော်ကျွန်တော်ကြည့်ပြမယ်နော်ဟောဒီမှာနော်ကျွန်တော်ဒါအိုက်ကောင်ကဟိုဟာအကျဉ်း20မှာဗရိတ်ရှစ်ပြန်ကြရပြလို့မရဘူးဗျပြန်ကြရပြလို့မရဆိုတော့ခဏမှာတခါလေးပါနေလို့နော်အဲအကျဉ်း20မှာဗရိတ်ရှစ်အကျဉ်း20မှာဗရိတ်ရှစ်နော်လုံးဝတို့ရှင်းမပြလိုက်တော့မယ်အဲဒီဗရိတ်ရှစ်ကသူ့ရဲ့ပတ်သက်ပြီးတော့၃ခုဟုံအောင်ခဲ့တယ်နော်ဒါတော့မပြောတော့ဘူး၄၆၃ဟုတ်တယ်၄၆၃ဆိုက်မူသီးရှစ်လေး ရှင်လေးအချင်းချင်းဆက်မှာ तू ကဗရိရှိထွိုင်အဲ့ဒီထဲမှာ तू ကထွိုင်ပေါင်းကြီးတစ်ခုဖြစ်တယ်ပေါ့နော်ထွိုင်ပေါင်းကြီးတစ်ခုဖြစ်တယ်အဲဘယ်နေရာမှာဖြစ်လဲဆိုတော့ဘယ်နေရာမှာဖြစ်တယ်ဘယ်နေရာမှာထွက်တယ်ကိုချစ်ချော့အဲ့ဒီနေရာမှာဖြစ်တယ်ထိသုံးလုံးတုံညာအခါသုံးလုံးတုံညာနောက်ပိတ်သုံးလုံးတုံညာနော်အဲ့ဒီလို तू ကတုံညာတုံညာတုံညာလို့ထွိုင်ပေါင်းကြီးဖြစ်ပြီဆိုရင်အဲ့အချင်းချင်းဆက်မှာရှစ်ပိတ်ထွက်လို့အဲ့3 4 6ကို तू ကအဲ့ရှစ်တန်ပေါ့နော်အဲ့ရှစ်သုံးလုံးပေါင်းလိုက်ရှစ်သုံးလုံးပေါင်းလိုက်ရင်သုံးထိုင်နဲ့ရှစ်ထိုင်ပေါင်း1 6ခါနဲ့8ခါနဲ့ပေါင်းလိုက်4 4နောက်ပိနဲ့8နောက်ပိပေါင်း2 1 4 2 1 4 2ကို1တိခါပေါ့4ဒီနောက်ပိပေါ့နော်2ဒီထိပ်စီအဲ့မှာ तू က तू ကရင်တိုင်းမှာထွက်တာဒုတိယကတ်မှာနော်အဲ့နှစ်ကတ်မှာတော့ तू ရင်တိုင်းမှာထွက်သွားတာတတိယကတ်မှာမထွက်ပါဘူးဒီမှာကျင်းနေတဲ့မှာပရိရှိထွက်ပြီဆိုတာ ਨੇ तू အဲ့နေ့ထဲမှာ तू ထွိုင်ပေါင်းခြင်းကတစ်ခုကဖြစ်ကိုဖြစ်တာထိသုံးလုံးခုခါသုံးလုံးခုနောက်ပိသုံးလုံးခုအဲ့ခုဖြစ်လို့ရှိကျင်းနေတဲ့မှာ10ပိထွက်လို့10ပေါင်းလိုက်10ပေါင်းလိုက်ရင်အဲ့မှာ तू ကအဲနှစ်နှစ်လေးရမှာပေါ့နော်နှစ်နှစ်လေးရမှာဆိုအဲ့မှာ तू ကအဲ့မှာ၄နှစ်နှစ်လို့လိုက်တာနော်၄နှစ်နှစ်လို့လိုက်တာ ဒီမှာလဲကျွန်တော်တို့ကစော်ခဲ့သေးတာပေါ့ဒီမှာအချိန်နဲ့ဆက်မှာရှစ်ပလိတ်ထွက်လို့အဲ့ဒီထဲမှာပေါင်းချင်းကဒီမှာ3 3 3ဆိုပြီးမှထွိုင်ပေါင်းချင်းတစ်ခုဖြစ်သွားတာဖြစ်သွားတော့ဒီကောင်ရှစ်ပေါင်းပြီးတော့မှအဲ့မှာရှစ်ပေါင်းလိုက်တာကျွန်တော်တို့ကအဲ့မှာတစ်တစ်လေးလေးတစ်တစ်လေးကိုကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းတွေထိတ်ရှိဆိုလေးတစ်တစ်တစ်ပေါက်ထဲဒီနေရာမှာစော်သေးရမရဘူးအဲ့မှာဒီကောင်ကမွေးသီးထွက်လို့ရတယ်လို့လေးတစ်တစ်နော်လေးတစ်တစ်မွေးသီးအဲ့ဒီနေ့ကမှရှစ်ပလိတ်ထွက်ရင်အဲ့ဒီထဲမှာထွိုင်ပေါင်းချင်းဖြစ်တယ်နော်ထိသုံးလုံးပေါင်းခါသုံးလုံးပေါင်းနောက်ပြီးသုံးလုံးပေါင်းအဲ့လိုပေါင်းချင်းဖြစ်တဲ့နောက်ဆုံးကဏ္ဍကိုရှစ်သုံးလုံးပေါင်းလိုက်အာမွေးကဏ္ဍမယ်၄တစ်တစ်နော် 73ကလုံးထိုးမယ်ပြန်ကြပြလို့မရပါဘူးခင်ဗျာအားလုံးဝင်နားလိုက်ပြီပါနော်ကဲဒါလေးပါပဲကျွန်တော် final လိုက်ပါပဲနော်အားလုံးကိုလက်ပါကန်ကောင်းကြပါစီပြန်နော်အဲ့မှာလေးတိတိမူတိရှိရတယ်နော်အချိန်နဲ့ဆက်မှာရှစ်ပြိတ်ထွက်ရင်အဲ့ဒီထဲမှာထွိုင်ပေါင်းခြင်းတစ်ခွက်ဖြစ်တယ်အဲ့ထွိုင်ပေါင်းခြင်းဖြစ်တဲ့နောက်ဆုံးကနန်းကို73လုံးပေါင်းလိုက်ရင်အဲ့ဒါမူတိပါပဲခင်ဗျာလေးတိတိမူတိပါပဲနော်ကဲအားလုံးကိုလက်ပါနော်ဒီ size ရှိရနော် formula လေးတွေပြပေးဦးနဲ့ဟော formula လေးတွေကဟာ brake နဲ့ formula ကဂွားတစ်ဆင်နဲ့ brake နဲ့သုံးခါပေါ့သုံးခါနဲ့ brake နဲ့ဟိုကောင်က formula က ောင်းတုံးလုံးက6မယ်ဇောင်းတုံးလုံးက6မယ်ဆိုရင်9ထိပ်ရှေးပေါင်း9ဆို3ညအဲ့မှာ2003လုံးဒီပရိတ်ဆိုတော့နောက်ဆုံးက10ဆိုတော့9 3ညတက်နောက်ဖုံမွေးတက်ဖုံမွေးနေကဖုံမွေးနေကဘာလို့ဖုံမွေးနေကဘာလို့ကျွန်တော်မေ့သွားတယ်ဖုံမွေးတကူကဒါဖုံမွေးနေဖုံမွေးတကူကမေ့သွားပြီနော်မေ့သွားပြီကျွန်တော်တို့တတိမရတော့6 3 7 ဲအားလုံးကိုလက်ပါကျွန်တော်ဆင်းပါပြီနော်အားလုံးကံကောင်းကြပါစေဗျာ